ဆရာဇကာငွေကိုစုပြီးတော့အိမ်မပိုင်သေးတဲ့မရှိစင်းရဲသားကိုအိမ်ဆောက်ပေးခြင်းပါတယ်။တာသနာမှာဒီဇကာငွေတွေကို ထုတ်ရမယ့်လူလက်ထဲမှာ၃လနှစ်လောက်ထားပိုင်ခွင့်ကိုရှိလာเสียကျေးဇူးပြု၍အဖြေတစ်ခု ပြန်ဖြေပေးပါเสีย။လာမန်နိုရဟိမ်။ဒီကပညာရှင်နဲ့အမေရှိတယ်။ဇကာပေးတဲ့အခါမှာငွေပိုက်ဆံကိုပဲဖြစ်စေ ဇကာတ်စားထိုက်တဲ့လူတူကိုဇကာတ်ရဲ့နိယတ်နဲ့သူ့ကိုပိုင်ရှင်ပြုလုပ်ပေးလိုက်တယ်အပိုင်ပေးလိုက်ခြင်းပိုက်ဆံဖြစ်စီဒါမှမဟုတ်ပစ္စည်းတစ်ခုခုကိုဝယ်ပြီးတော့ဖြစ်စီအဲ့လိုပဲအိမ်မရှိရာမရှိစည်ရတာတယောက်ကိုဇကာတ်စားထိုက်တဲ့ပုဂ္ဂိုလ်တယောက်ကိုအိမ်ဝယ်ပေးခြင်းဖြစ်စီအိမ်ဆောက်လုပ်ပေးခြင်းဖြစ်စီပေးမယ်ဆိုရင်ဇကာတ်ပတ်စံနဲ့ပေးမယ်ဆိုရင်ပေးလို့ရတယ်ဒါပေမဲ့ပေးတဲ့အချိန်မှာနိယတ်ကဇကာတ်ဖြစ်အောင်ဇကာတ်ရဲ့နိယတ်နဲ့ပေးရအောင်အဲ့လိုပဲဇကာတ်ဇကာတ်ငွေကြေးကို ဇကာတ်ဝါဂျစ်ဖြစ်တာနဲ့ထုတ်ဖို့အရေးကြီးတယ်။ဇကာတ်ကနိစာပမာဏဒီနှစ်ပတ်လည်ပြီးဆိုရင်သူ့ပေါ်မှာဇကာတ်ထုတ်ဖို့ဝါဂျစ်ဖြစ်တယ်။အဲ့တော့ဇကာတ်ဝါဂျစ်ဖြစ်တဲ့အချိန်မှာသူဟာဇကာတ်ထုတ်ဖို့အတွက်အရေးကြီးတယ်။မီလာဝါဂျာမီလာအူဇူအကြောင်းမဲ့တာခီလုပ်ခြင်းဆိုင်းငံ့ပြီးနေခြင်းဟာဒါမတင်းလျော်တဲ့လုပ်ရဲဖြစ်တယ်။တော်တခုရကုနာဖြစ်တယ်။အဲ့တော့နှစ်နှစ်သုံးနှစ်နေပြီးမှဒါအူဇူမရှိမနဲ့အဲ့လိုဆိုင်းငံ့ထားခြင်းဟာဒါမတင်းလျော်တဲ့မလုပ်တင်တဲ့လုပ်ရဲဖြစ်တယ်။